ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့သိပ္ပံဇာတ်ကားလေးဖြစ်တဲ့ Tron Legacy ဆိုတဲ့2010ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇလန်းလေးကိုတော့1989ခုနှစ် Angon Company ရဲ့ CEO Flan ဟာတာပြည့်သူကိုသူဖန်တီးထားတဲ့ Matrix ဆိုတဲ့ Digital ကဘာကြီးအကြောင်းကိုပြောပြနေတာနဲ့စတင်ထားပါတယ်သူငယ်ငယ်ကလေးကဖန်တီးထားတဲ့ဒီကဘာကြီးမှာ Tron ဆိုတဲ့မိုက်စားဆိုင်ကယ်ကြီးကိုကွိနေထူနိုင်တဲ့ကျန်းအောင်စီးပြနိုင်တဲ့သူရဲ့ကောင်းကြီးတယောက်နဲ့ရှိနေပါတယ်။ Flan ကိုလည်းတိုက်ခိုက်ရေးပညာတွေပြန်လည်ပို့ချပေးနေတာကြောင့်အလုံများတဲ့ Flan ကလည်းသူ့ရဲ့ပုံလူကလူဆိုတဲ့လူကိုဖန်တီးပြီး မက်ထရစ်ကဘာကြီးကိုထိ ंछ ုပ်ခံခဲ့ပါတယ်ဒီလိုနဲ့ပဲဒီမက်ထရစ်ကဘာကြီးကိုဖလန်လူနဲ့ထရွန်တို့ဟာဗီဇာမလိုပဲလာနိုင်အောင်ထပ်ပြီးဖန်တီးခဲ့ကြပြန်ပါတယ်ဒါအပြင်ဇာကွက်ကြီးထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ခဲ့ပေမဲ့တာဖြစ်သူကိုထုံပြောခဲ့သေးပါဘူးအချိန်နေနေလောက်ကြာတဲ့အခါမှာထူးထူးဆန်းဆန်းဖလန်ဟာလည်းလူလောကကြီးထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်အန်ကွန်ကုမ္ပဏီရဲ့ဘုတ်ဖွဲ့ဝင်တွေကလည်းဖလန်ရဲ့နေရာကိုမောင်းပိုင်စီးလိုက်ပါတယ်တာဖြစ်သူကတော့ဖခင်တယောက်သူ့ကိုထားခဲ့တာကြောင့်စိတ်တွေနာနေခဲ့ပါတယ်နှစ်နှစ်ဆယ်လောက်ကြာတဲ့အခါမှာပလန်ရဲ့တာဖြစ်သူဆန်ဟာအန်ကွန်ကုမ္ပဏီကိုခိုးချောင်ခိုးဝဲနဲ့ရောက်လာခဲ့တယ် CCTV တွေကိုမီထိုမန်တို့အကွက်နဲ့ရှောင်နိုင်ခဲ့ပြီး data ထိန်းချုပ်ခန်းတွေကိုရောက်လာခဲ့ပါတယ်။ဒါမဲ့ data တွေကိုခိုးအပ်နေတော့မှာပဲအလန်းမြည်လာပြီးဒီတော့မှလုံခြုံရေးကြီးလဲရိမ့်မိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကြားဖြတ်ပုတ်ခွက်ဝင်ကြီးကရီယာပျောက်ဆုံးနေတဲ့ plan ရဲ့လုတ်ကွက်တွေကိုကျော်လုံနေလို့ဘော်ရဟောင်းကြီးအလင်ကထားကပ်ွက်ပေမဲ့အရာမထင်ခဲ့ပါဘူး။ဒီချိန်မှာပဲဆန်ရဲ့အာဦးလျာဖန်သားပြင်ပေါ်မှာပေါ်လာခဲ့တာကြောင့်အဟက်ခံလိုက်ရမှန်သိလိုက်ပါတယ်။ဒါပြင်ဒေါ်လာနဲ့ရောက်မဲ့သူတို့ရဲ့ project တွေကိုလည်း line ပေါ်မှာ free ကုန်းစင်းနိုင်အောင်တင်ခံလိုက်ရပါတယ်။ ဇန်လဲလုံးချင်တာလုံးလိုက်ရလို့ပြောနေခဲ့ပေမယ့်လုံချုံရေးရောက်လာလို့ခေါမိုးပေါ်တက်ပြေးရပါတယ်။ကြောင်ပိတ်သွားတာကြောင့်အသင်းပါလာတဲ့လေတီနဲ့ခုံချလိုက်တာကြောင်ကြမကြပဲမိတိုင်းမှာသွားချိတ်နေပါတယ်။တို့လိုတန်လန်းကြီးဖြစ်နေတော့တက်စီခေါမိုးပေါ်ခုံစင်းနိုင်ခဲ့လို့လွတ်ပြီးထင်ပေမယ့်ရေသားကြီးတို့လိုက်ဖမ်းတာခံလိုက်ရပါတယ်။ဒါမဲ့ရေလောင်းလိုက်တော့နေကောင်းသွားပြီးတညတော်မအိပ်လိုက်ရပဲပြန်လွတ်လာခဲ့ပါတယ်။အရောက်တော့အေလန်လည်းရောက်နေခဲ့ပြီးဖခင်ပြောက်သွားကြတဲ့ကနှစ်တိုင်းလိုလိုကုမ္ပဏီကိုလိုက်နောက်ပြောင်းနေတဲ့ဆန်ကိုချီးကျူးနေခဲ့တယ် အဲ့နောက်မှာတော့ဆန်ရဲ့ဖခင်အမြဲတစေကိုနဲ့မကွာဆောင်ခိုင်းထားတဲ့ပေကြာဖုံးအောင်လေးစီကို20လောက်မတုံးတော့တဲ့ဖလန်ရဲ့ရုံငန်းစီကစားတဆောင်ထူးထူးဆန်းဆန်းရောက်နေတယ်လို့ပြောပြလိုက်တယ်ဖခင်ကိုစိတ်နာနေတဲ့ဆန်ကတော့မကြခြင်းအောင်ဆောင်နေခဲ့ပြီ။အလင်းကတော့ဖလန်းဟာထုတ်ခါသွားတာမဟုတ်ပဲတခုခုကြောင့်ပျောက်ွယ်သွားတာဖြစ်နိုင်တယ်လို့ထပ်ပြောပေမဲ့ဆန်ကတော့လက်မခံဘဲဘူတူလုံးဆောင်နေခဲ့ပြီးအလင်းကိုမုန်းထုတ်လိုက်ပါတယ်။မပြန်ခင်လေးမှာတော့အလင်းဟာဖလန်းရဲ့ယုံကန်တော့ကိုပေးထားခဲ့လိုက်ပါတယ်။ဆန်လည်းကန်ကြီးလို့အပိုင်မသိနိုင်ပါဘူးလေဆိုပြီးတော့ဖခင်ရဲ့ယုံကန်လေးကိုသွားလိုက်တယ်။ ဟိုရောက်တော့ဂိမ်းနေဖို့လိုရင်းအကျွေးစေးကြတာကြောင့်ကလိုက်တာမြေရောက်ခန်းရှိနေမှန်းသိလိုက်ပါတယ်ကွန်ပျူတာတလုံးတွေ့တာကြောင့်ထောက်ထားတွေရှာဖို့ရှောက်နေနေတာအနောက်ကနေလေဆာတန်းကြီးပေါ်လာတာတော့မသိလိုက်ပါဘူးဒီလေဆာတန်းကြီးဟာဆန်စီကိုရောင်ကြီးတွေဖြာထွက်လာပြီးမက်ထရစ်လောကတွေကိုဆွဲခေါ်သွားတယ်တခြားသူတွေကကွန်ပျူတာဇက်ကောင်တွေဖြစ်ပြီးဆန်တယောက်ပဲလူသားဆက်ဆက်ဖြစ်နေကြတာကိုဘယ်သူမှလည်းမသိကြပါဘူးဒီလိုနဲ့အဆောင်တွေလက်ထက်ရက်ကန်ရက်ကန်နဲ့ပါလာပြီးအများကြီးကြားတွေကနေမှဆန်ကိုဂိမ်းကစားခိုင်းဖို့ရွေးကန်လိုက်ရပါတယ်အဲဒီနောက်သကောပိုင်းလက်နက်နဲ့ဝတ်စုံတွေပါဆန်ကိုဝယ်ပေးလိုက်တယ် ။ဂျန်ရဲ့မင်းကန်ကောင်းမာစီလို့ပြောစကားပြီးတဲ့နောက်မှာဆန်လဲပြန်ကွင်းထဲကိုဆုံကြွားကြွားနဲ့ဝင်လာခဲ့တယ်။ပရိသတ်တွေကလည်းပွဲတွေစုသွားခဲ့ပြီးဆရာကြီးကလည်းသူ့ရဲ့အကူဂျာဗစ်နဲ့အတူထိုင်ကြည့်နေခဲ့ပါတယ်။ပရမကြီးစားတာနဲ့ဆန်ကိုစော်ခံလိုက်ရပြီးတစားစီဖြစ်သွားနိုင်တဲ့သကောပိုင်းရဲ့ပြင်အားကြောင့်လန်သွားခဲ့တယ်။ရွေးချယ်စရာလည်းမရှိတော့သူလည်းပြန်စော်ခဲ့ပြီးချန်ပီယံအပေါက်ဖောက်အကွက်နဲ့ပထမတစ်ယောက်ကိုစော်လိုက်နိုင်တယ်။နောက်တစ်ယောက်ကတော့နည်းနည်းပူချမ်းသွားခဲ့ပေမယ့်ဆန်ကတော့အသာလေးပဲရှောင်တိန်လုံနိုင်ခဲ့တာကြောင့်ဂျာဗစ်လည်းမနှောတွေ့သဘောခွေသွားခဲ့တယ်။နောက်ဆုံးအချိန်မှာတော့သကောပိုင်းတစ်ချက်နဲ့ရင်ဇလာနဲ့ဆော်ရပါတော့တယ် သူစော်ကိုစော်ရီဖြစ်ကုန်ကြပြီးနောက်ဆုံးမှာတော့ရင်းဇလာကပဲဆန်ကိုအသာရသွားခဲ့တယ်။ဒါမဲ့ဆန်ရဲ့ဝတ်စုံပေါ်မှာသွေးစာတွေတွေ့တာကြောင့်ရင်းဇလာလည်းရက်လိုက်ပြီးလူသားတယောက်မှန်တိလိုက်ပါတယ်။ဒီတော့မှဆန်လည်းသူ့ရဲ့အကြောင်းကိုပြောပြလိုက်တော့ရုံကန်လေးကိုခေါ်ခံလိုက်ရပြီးဆရာကြီးကနုနုငငငယ်ဖလန်းဖြစ်နေခဲ့တယ်။ဆန်အားဖခင်ဖြစ်သူကိုပြန်တွေ့လိုက်ရလို့အမေးစင်းဖြစ်သွားခဲ့ပေမယ့်ဖလန်းကတော့သူ့ကိုမှတ်မိပါဘူး။တကယ်တော့ဒီလူဟာဖလန်းမဟုတ်ပဲကလူဖြစ်နေခဲ့တာပါ။အဲဒီနောက်ဆန်ကိုဆန်ကပြိုင်ပွဲကြီးကိုခေါ်လာခဲ့ပြီးတော့သူတို့ကိုပေါ်စည်းကနေတရားရုံးကရှိုးနေခဲ့ပါတယ်။ ဆန်ကိုတော့ကွန်ပျူတာတွေနဲ့တစ်ဖက်တည်းထားပေးပြီးတော့ကလူတို့ကတော့အကျန်းစားဆိုင်ကယ်တွေနဲ့လေရွေးစင်တွေကြီးပါပဲကလူရဲ့လူတွေဟာအတွေ့အကြုံရှိပြီးသားလူတွေမို့လို့ဆန်ရဲ့ကွန်ပျူတာတွေဟာတယောက်ပြီးတယောက်အလဲလဲကွဲကွဲပဲဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ဆန်နဲ့ကလူတို့ကြားနဲ့ဆင်လေပြင်းမှာတွေ့တယ်လို့ဆိုကြတော့မလို့ဖြစ်နေတော့မှစောစောနာကရှိုးနေတဲ့တယောက်ပေါ်လာပြီးဆန်ကိုကဲထုတ်သွားခဲ့တယ်နိုင်ငံကြီးကိုဖောက်ထွက်လာခဲ့ပြီးမက်ထရစ်လောကသားတွေလည်းမလိုက်နိုင်တော့ပါဘူးလုံကြုံတဲ့နေရာကိုရောက်တဲ့အခါမှာကိုရာဟာသူ့ကိုယ်သူမိတ်ဆက်ပေးခဲ့ပြီးနောက်ဆုံးမှာတော့ဆန်ကိုမြင်လာတဲ့ချက်ချင်းမှတ်မိနေတဲ့တကယ်ဖလန်းနဲ့ပြည့်တွေ့ခဲ့ပါတယ် တာဖာနှစ်ယောက်ပြန်ဆုံပြီးတဲ့နောက်မှာကွာရာဖလန်တယောက်သူမကိုတင်ပေးထားတဲ့တကယ်ကဘာကြီးကအရာရင်းနဲ့မိတ်ဆက်ပေးရင်အိမ်တစ်ပတ်ကိုလိုက်ပြနေခဲ့ပါတယ်။ထမင်းဝိုင်းကိုရောက်တဲ့အခါမှာတော့ဖလန်ဟာသူဖြစ်ခဲ့တဲ့အရာတွေကိုပြန်ပြီးပြောပြပါတော့တယ်။ဖလန်ဟာထရွန်နဲ့ကလူ၃ယောက်သားပေါင်းပြီးတော့ပြည်ပြေဆုံးတဲ့လောကကြီးကိုဖန်တီးဖို့လုပ်ခဲ့ကြတာပါ။နောက်ပြီးတော့သူတို့ဟာနောက်ဆုံးမှထူးဆန်းတဲ့အရာတွေကိုရှာတွေ့ခဲ့ပြီးအားရဆိုဆိုတဲ့တက်ရှိဗီဇတွေပေါ်လာခဲ့တာပါ။တမင်လို့ယူဖန်တီးထားတဲ့တက်ရှိတွေလည်းမဟုတ်ဘဲနဲ့လူသားတယောက်လိုပဲမျိုးရိုးဗီဇတွေရှိနေခဲ့တာပါ။ ဖလန်ကတော့ဒါကိုမမြင်ဘူးတော့အမေးစင်းနေဖြစ်နေခဲ့ပါမယ်ဒီယာရီရဲ့အားနည်းချက်ကိုကလူကသိနေခဲ့ပါတယ်ဒီလိုနဲ့ပဲပြည်ပြည်စုံတဲ့ကဘာကြီးကိုတီထောင်ကျင်နေတဲ့ကလူဟာဒီယာရီကိုတိုက်ခတ်ရေးတောက်တိုင်ဖြစ်ပြန်လဲဖန်တီးလိုက်ပြီးအာနာကောက်သိမ်းလိုက်တာကြောင့်ဖလန်ဟာသူ့မွေးထားတဲ့မြောက်သူပြန်ခြောက်ခံလိုက်ရပါတယ်ထရွန်ကတော့လုံဝကိုပျောက်ကွယ်နေခဲ့ပြီးဖလန်ဟာလည်းမျိုးပြင်ကိုထွက်ပြေးလာခဲ့ရပါတယ်ဒီမက်ထရက်ကဘာကြီးတဲ့ကထွက်လို့ရမယ့်နီလဲဟာထွက်ပေါက်တစ်ခုတော့ရှိနေခဲ့ပါမယ်ကလူလက်ချက်ကြောင့်ပိတ်နေခဲ့ပါတယ် ဒီမက်ထရက်ကဘာကြီးတဲ့ကအချိန်၈နာရီဟာတကယ့်ကဘာတွေကအချိန်စက္ကန့်30လောက်ပဲရှိတာမို့တကယ့်ကဘာကြီးမှာနှစ်20လောက်ပျောက်နေတဲ့ဖလန်ဟာဒီကဘာကြီးထဲမှာပိတ်မိနေတာနှစ်ပေါင်းတောင်းချီရှိနေခဲ့ပါတယ်။ဆန်လဲဒီထွက်ပေါက်ကိုတုံးလို့ရအောင်လုပ်ပြီးထွက်ပြေးကြဖို့ပြောခဲ့ပေမယ့်ဖလန်ဟာညှင်းလိုက်တယ်။တကယ်တော့ LNC ကိုဖလန်ဟာဘာသာမှမပို့ခဲ့တာကြောင့်ဒီဂျန်တွေဟာတာဖနေအောင်လုံးကိုဖမ်းဖို့ကလူရဲ့ထောင်ချောက်ဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ခံပြင်းသွားတဲ့ဆန်လဲခန်းထဲဝင်ထိုင်နေတော့မှကွာရာဟာမက်ထရက်ကဘာကြီးထဲမှာကျင်လည်နေတဲ့ဂျင်ဘော်ကထုံစူးရှိမဲ့နေရာကိုပို့ပေးနိုင်မဲ့ကပ်ပြားလေးတစ်ခုကိုပေးခဲ့ပါတယ်။ တာဖြစ်သူနဲ့ရှိခဲ့တဲ့အခြေအနေကိုအိမ်မက်မက်နေတဲ့ဖလန်ဟာလန်နိုးလာတဲ့အခါမှာတော့ဆန်တယောက်မရှိတော့ပါဘူး။ဆန်ဟာဖလန်ရဲ့ဆိုင်ကယ်ကိုယူသွားခဲ့ပြီးတော့မျိုးရဲဝင်ကရုပ်ဖြစ်ဖို့ဟူဒီတထည်နဲ့လဲစားလိုက်ပါလေ။အဆောင်ကလည်းဆန်ကယ်ဟောင်းကိုမတင်ကားတော့ကြောင့်ဆက်စေးကြည့်တဲ့အခါမှာဖလန်ရဲ့တီနီယာကိုခြေရာခံမိသွားခဲ့ပါလေ။ချက်ချင်းဆိုသလိုပဲကလုစီကိုသတင်းပို့လိုက်တာကြောင့်ကလုကလည်းချက်ချင်းပဲသွားကြည့်တဲ့အခါမှာတော့ဘသူမှမရှိတော့ပါဘူး။ဟူဒီတီလျှောက်ကြည့်နေရင်ဖလန်နဲ့နှစ်ယောက်အတူတူရှိခဲ့တဲ့အခြေအနေကိုပြန်မြင်အောင်နေခဲ့တာကြောင့်ဒေါသတွေထွက်ကုန်ပါလေ။ဆန်ကတော့ရုတ်တရက်ဂျန်နဲ့တွေ့ခဲ့ပြီးဇူးရှိမဲ့နေရာကိုခေါ်လာခဲ့တယ်။ ါတီမှာအပြတ်ကဲနေတဲ့ Zeus ကိုတွေးလိုက်ရပြီးနှစ်ယောက်သားအနာဂတ် plan တွေကိုတိုင်ပင်ကြပါတယ်။ဒီလိုနဲ့ယုတ်တရက် Zeus ဟာကစားပွဲရပြောင်းလဲသွားပြီလို့ထူးထူးဆန်းဆန်းပြောခဲ့ပါတယ်။ဒီချိန်မှာယုတ်တရက်ပါတီကိုကလူရဲ့တပ်သားတွေဟာရောက်လာခဲ့ပြီး Zeus ကိုမဆိုင်ရင်ပေးဖယ်နေခိုင်းခဲ့တယ်။ဆန်ကလည်းမင်းဝင်ရင်ကိုဝင်မာတော်ဆိုတဲ့အနေထားနဲ့အသင့်ပြင်ထားခဲ့ပြီးခဏကြာမှာတော့ကွာရာလည်းရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့အများနဲ့နှစ်ယောက်ဖြစ်နေတာကြောင့်ဂေဂျီတို့ခံဆက်တွဲလို့အားလုံးကဝိုင်းတီးတာခံနေခဲ့ရပြီးကွာရာရဲ့ဘယ်ဘက်လက်ကြေကွဲပြုတ်ကျသွားခဲ့ပါတယ်။ ီလိုနဲ့ရုတ်တရက်ပလန်းရောက်လာခဲ့ပြီးသူ့ရဲ့ပါဝါရီကိုတုံးလိုက်လို့ထွက်ပြေးကုန်တဲ့အချိန်မှာဆန်နဲ့ကွာရာတို့ကိုကယ်ထုတ်လာခဲ့ပါတယ်။ဒါမဲ့တပ်သားတယောက်ဟာသူ့ရဲ့သကောဝိုင်းကိုလူယူသွားခဲ့ပြီးတက်လီကားကိုပြက်ကြအောင်လုလိုက်ပါတယ်။ဇူးစကတော့ဒီတပ်သားစီကသကောဝိုင်းကိုလူလိုက်တယ်။ဖလန်းကတော့တက်လီကားကိုမပြုတ်ကြအောင်သူ့ရဲ့စွမ်းအားတွေနဲ့ပြန်ထိချုပ်လိုက်ပါတယ်။ဖလန်းလည်းတားမိုက်လေးကိုဇူးကောင်းနေရင်ထွက်ပေါက်ရှိရကိုသွားနိုင်မဲ့ EV ရထားပေါ်ကိုတက်လာခဲ့တယ်။လာမှာတော့ဖလန်းဟာကွာရာရဲ့သကောဝိုင်းကြီးနဲ့သူမရဲ့လက်ကိုကူပစ်လိုက်တာပိန်းကြရွက်ကိုရင်မတင်သလိုလုံးဝပြန်ကောင်းသွားတယ် ဲနောက်မှာဂါလူဟာပါတီကိုရောက်လာပြီးဇူးစီကတစ်မျိုးလုံးကိုထိန်းချုပ်နိုင်မဲ့ဖလန်ရဲ့စကောဝိုင်းကိုလဲလှယ်လုံနေခဲ့တယ်။ဘလူကောင်းလေးနဲ့မင်းသားလေးဂါလူဟာသဘောတူကြအောင်ဆောင်ပြီးထွက်သွားခဲ့ပေမဲ့ခဏကြာတော့တိုက်ကြီးလေးပေါက်ကွဲသွားပြီးဇူးစနဲ့ဂျန်လေးပျောက်ကွယ်သွားပါတယ်။တစ်ဖက်မှာတော့ဖလန်ဟာတားဖြစ်သူကိုပစ်ထားသလိုဖြစ်ခဲ့လို့ပြန်တောင်းပန်ခဲ့ပြီးခဏကြာမှာတော့ကွာရာလေးနိုးလာခဲ့တယ်။ဆန်နဲ့နှစ်ယောက်သားဟိုပြောဒီပြောနဲ့ရင်းနှီးခဲ့ကြပြီးကွာရာဟာတကယ်ကဘာကြီးကိုမြင်ကျင်နေခဲ့တာပါ။ယုတ်ရဲ EV တင်မောကြီးကတ်လာတာကြောင့်၃ယောက်သားပုံပြီးခိုးဝင်လိုက်ပါတယ်။ဆဲယုတ်တွေအများကြီးကိုတိုက်ခိုက်ရေးတပ်သားဖြစ်ခေါင်းပြောင်းနေတာတွေ့လိုက်ရပါတယ်။ ဒီချိန်မှာရင်ဇလာပေါ်လာပြီးလိုက်လံကြည့်နေပေမယ့်ဖလန်လေရင်ဇလာဟာထရွန်မန်တိလိုက်ပါတယ်ကာလူဟာထရွန်ကိုသူ့ရဲ့လူယုံဖြစ်အောင်ပြန်ပြီးဖန်တီးခဲ့တာပါဒီလိုနဲ့ကွာရာဟာအာယုံပြောင်းအောင်သူမရဲ့သကောဝိုင်းကြီးကိုစံစီပေးခဲ့လိုက်ပြီးရင်ဇလာကိုတွားချတဲ့အခါမှာတော့ချက်ချင်းပဲဖန်ခံလိုက်ရပါတယ်ဖလန်နဲ့ဇန်တို့ကတော့တခြားဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ဒီချိန်မှာပဲကာလူဟာသူ့ရဲ့တပ်သားတွေကိုမိန့်နေပေးနေခဲ့တာဖြစ်ပြီးသူဟာဖလန်ရဲ့သကောဝိုင်းကိုတုံပြီးတကယ်ကွာကြီးကိုတင်ပိုက်ဖို့စံစီနေခဲ့တာပါဒါကိုတားဆီးနိုင်မှုတယောက်စီခွဲထွက်လာခဲ့ပြီးဖလန်ကတော့ EV ချက်ရင်တစည်းကိုတွားယူခဲ့ပြီး ဆန်ကားတော့အဆောင်တွေကိုစော်ထည့်လိုက်ကဖလိုင်းရဲ့သကောဝိုင်းကိုတွားယူလိုက်တယ်။ဒီချိန်မှာကွာရာကိုဖမ်းထားတဲ့ရင်းဆယ်လာရောက်လာခဲ့ပေမယ့်ကွာရာနဲ့ဆန်နှစ်ယောက်ပေါင်းပြီးတိုက်လိုက်တာကြောင့်ရင်းဆယ်လာတော်တော်ပြောင်းသွားခဲ့တယ်။အဲဒီနောက်ဖလန်းရှိတဲ့ဂျက်ရင်စီကိုရောက်လာခဲ့ပြီးထွက်ပြေးပါတယ်။ကလူလဲသကောဝိုင်းမရှိတော့တာကြောင့်ဂျာဗက်ကိုစော်ထည့်လိုက်ပြီးရင်းဆယ်လာလည်းတဖန်ပြန်ထလာခဲ့ပါတယ်။ဒီလိုနဲ့ဂျက်လေးနောက်ကိုလိုက်ကြပြီးထရာဖစ်ကဘာကြီးရဲ့ပင်လယ်ရဲကိုရောက်လာခဲ့တယ်။ဖလန်းရဲ့မောင်စကီးကလည်း 1BS ရာတွေထက်ကျန်းနေတာကြောင့်လိုက်မမီခဲ့ပါဘူး။ ဒါမဲ့ရင်ဇလာဖလန်းရဲ့ရင်ဘိုကိုခုံမိခဲ့ပေမဲ့ဖလန်းကိုမြင်ပြီးတော့အတိတ်ကထရွန်ဘွားကိုပြန်မှတ်မိသွားတယ်။ဒီလိုနဲ့ပဲငါမားလီရောဆိုပြီးကလူရဲ့တပ်သားတွေကိုစော်ထုတ်ပေးရင်ကလူရဲ့ရင်ကိုတိုက်ချဖို့လုပ်လိုက်တယ်။ဒါမဲ့ကလူဟာဆရာကြီးဖြစ်နေတာကြောင့်သူပဲပင်လေတယ်ပြုတ်ကျသွားပါတယ်။အဲနောက်မှာသုံးယောက်သားထွက်ပေါက်ကိုရောက်လာခဲ့ပေမဲ့ကလူကအပေါက်ဆောင်လိုအဝတ်မှာပိတ်ဆောင်နေခဲ့ပါတယ်။ဖလန်းလည်းကလူကိုနားချခဲ့ပေမဲ့ပါချတာပဲခံလိုက်ရပါတယ်။ဒီနောက်မှာတော့တာဖြစ်သူကိုထွက်ပြေးဖို့ပြောပေမဲ့ဆန်ကတော့ကလူကိုပြန်စော်လိုက်ပါတယ်။ ဒါပေမဲ့ကွာရာဟာတင်းဆွဲခေါ်လာခဲ့ပြီးကလူကတော့ဖလိုင်းရဲ့သကောဝိုင်းကိုယူဖို့လုံနေခဲ့ပါတယ်။တရာကြီးကနှချမ်းကွဲသွားခဲ့ပြီးမှကလူဟာသူ့လက်ထဲမှာရှိနေတဲ့သကောဝိုင်းဟာကွာရာရဲ့သကောဝိုင်းမှန်တိလိုက်ပါတယ်။ကလူလည်းတင်းကိုခုန်ပြီးလိုက်ပြီးမယ်ဖလန်းကဆွဲထားခဲ့တာကြောင့်ပြန်ကပ်ပါလာခဲ့ပါတယ်။ဒီနောက်မှာတော့ကလေးဘွားရောကမှတ်တရတွေကိုပြန်မှတ်ရနေခဲ့ပြီးသူ့ရဲ့သကောဝိုင်းကိုကင်ထားတဲ့ဆန်ကိုကြည့်ကနောက်ဆုံးမှဖလန်းဟာကလူကိုရင်ဝင်ထဲထည့်ပြီးပြန်ပေါင်းထုတ်လိုက်ပါတယ်။ပြန်ပေါင်းထုတ်တဲ့အစွမ်းဒီကြောင့်မက်ထရစ်ကဘာကြီးကပောက်ကွဲသွားခဲ့ပြီးဆန်နဲ့ကွာရာတို့ကတော့လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ဆန်အားဖခင်ရဲ့ရုံးခန်းကိုပြန်အောင်လာခဲ့ပြီးမက်ထရက်ကဘာကြီးတစ်ခုလုံးကိုကတ်ထဲထဲကလဲပင်းမှာဆွဲထားလိုက်ပါတယ်။အဲ့နောက်မှာတော့မက်ထရက်ကဘာကြီးကချစ်သူလေးကိုလက်တွေ့ကဘာထဲခေါ်လာခဲ့ပြီးသူမှကြည့်ကျင်နေတဲ့နေထွက်ချိန်လေးကိုတွားကြည့်ခဲ့ကြပါတယ်။ပေးကျင်တဲ့သင်ငန်းစာလေးကတော့ဆော်ရချိန်တိုင်ရင်ဘဲကဘာရောက်ရောက်ရမှာပဲဆိုတာပါပဲ။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။